တနှစ်အတွင်းကျွမ်းကျင်လုံတောင်းအပေါင်း3000ခန့်အားအတိအမှတ်ပြုလက်မှတ်များထုတ်ပေးခဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံလုံတောင်းများကျွမ်းကျင်မှုစံတမှတ်ပြဋ္ဌာန်းရေးအဖွဲ့အနေနဲ့2014ခုနှစ်မှ2025ခုနှစ်ဖေဖော်ဝါရီလအထိတနှစ်သားကာလအတွင်းကျွမ်းကျင်လုံတောင်းအပေါင်း3000ခန့်ကိုအတိအမှတ်ပြုလက်မှတ်တွေထုတ်ပေးခဲ့တယ်လို့သိရပါတယ်။ ဒီလိုလက်မှတ်တွေထုတ်ပေးရမှာကျွမ်းကျင်မှုအဆင့်အလိုက်စုစုပေါင်းအလောက်အကိုင်း56မြို့အတွက်အောင်မြင်သူ28,998ဦးကိုကျွမ်းကျင်မှုအတိအမှတ်ပြုလက်မှတ်တွေပေးရခဲ့ပြီးဖြစ်တယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံလုံသားများကျွမ်းကျင်မှုစံတမ်းမှတ်ပြဋ္ဌာန်းရေးအဖွဲ့ကမြန်မာလုံသားထူကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွေကိုအကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိပြီးအမျိုးသားအဆင့်အလောက်အကိုင်းဆိုင်ရာကျွမ်းကျင်မှုအတိအမှတ်ပြုလက်မှတ်တွေကိုကျွမ်းကျင်မှုအဆင့်အလိုက်စစ်ဆေးအကဲဖြတ်ထုတ်ပေးလျက်ရှိပါသည် ။ဒါကြောင့်မို့ကျွမ်းကျင်မှုစစ်ဆေးရအကဲဖြတ်ရေးနဲ့လေးချင်ရေးအစီအစဉ်တွေမှာပဝင်းလျှောက်ထားလို့တဲ့မြမလှုပ်သားတွေအနေနဲ့ NSSA ဝက်ဖို့ထဲမှာလျှောက်လွာပုံစံတွေရယူလျှောက်ထားနိုင်တယ်လို့သိရပါတယ်ရှင်။